န်ကလေးတကောင်ကိုမုတ်ဆိုးတကောင်ကဖမ်းဖမ်းမိတဲ့အခါကျတော့သူကဘုံတင်တန်းပေးထားတယ်ပေါ့တင်တန်းပေးထားတယ်ကျိုးလေးနဲ့ချီပြီးတော့တွန်ခိုင်းတယ်អော်ခိုင်းတယ်អော်လိုက်တဲ့အခါကျတော့ဂျန်တဲ့ခါတွေကရောက်လာကြတယ်ပေါ့တို့တို့မိတ်ဆွေတို့အမျိုးရှိတယ်သို့မဟုတ်တို့နေပယ်တယ်မယ်ခါခါတကောင်ရောက်လာတယ်ဆိုပြီးတော့ ရန်လှုပ်ခြင်းတဲ့ခါကလည်းရောက်လာတယ်အခေါ်လှုပ်ခြင်းတဲ့ခါကလည်းရောက်လာတယ်ပေါ့နော်တည်ထားတဲ့ခါပေါ့တည်ခါလို့ခေါ်တာပေါ့အဲ့ဒီလိုခါလေးတကောင်ကိုမွေးထားပြီးတော့ကျိုးနဲ့ချီထားပြီးတော့អော်ခိုင်းတာသူကတွန်ခိုင်းတာခါတွန်နာကိုကြားတဲ့အခါကျတော့ဂျန်နဲ့ခါတွေကရောက်လာကြရောက်လာကြရောက်လာတဲ့ခါတွေအားလုံးကိုမုတ်ဆိုးကဖမ်းဖမ်းပြီးတော့ သက်ဖြတ်ပြီးရောင်းချစားတော့တာကိုဒီခါလေးကမြင်းနေရသူတွန်းလိုက်တိုင်းတခြားခါတွေရောက်လာတယ်ရောက်လာတဲ့ခါတွေဖန်ခါရတယ်ဖန်ခါရတဲ့အသက်ခါရတယ်သူကလွှဲရင်ကြံတဲ့ခါတွေအသက်ခါရတယ်သူမြင်ရတဲ့ခါစိတ်မကောင်းဖြစ်တယ်သူကစိတ်မကောင်းဖြစ်ပြီးတော့ငါ့ကြောင့်ဒီသူတို့တီးရတယ်ဆိုပြီးတော့ငါလည်းအကုသိုလ်ဖြစ်မှာပဲလို့စိတ်ထဲမှာရှိတယ်တန်မြတ်ရှိတယ်အဲ့ဒါကြောင့်မလို့သူမတွန်းတော့ငြိမ်းနေတယ် ်ငိမ့်နေတဲ့အခါကျတော့မိုးဆိုးကပါလို့တော့ဆိုသူ့ကိုနှီးတုပ်ကလေးနဲ့ခေါင်းရိုက်တယ်မအော်အော်အောင်ရိုက်တာမအော်ဘူးဆိုရင်ရိုက်တယ်ရိုက်တော့နာတော့သူကအော်ရပြန်တယ်ပေါ့အဲ့ဒီလိုနဲ့တော်ထဲမှာရှိတဲ့ခါတွေဟာသူ့ကိုအကြောင်းပြုပြီးတော့ဖန်ခံရတဲ့တပ်ဖြတ်ခံရတယ်ဒါတွေကိုသူကစိတ်မကောင်းဖြစ်တယ်တနေ့ကျတော့အဲ့ဒီလိုခါတွေကိုဖန်ပြီးတော့သူ့ကိုလည်းချင်းနဲ့လောင်ကြိုင်ထဲမှာထည့်ထားတဲ့အတိုင်း အနိနာကရသေးကြီးတပါးနေတဲ့ဒီသင်္ကန်းကျောင်းဘက်ကိုမုတ်ဆိုးကသွားသွားပြီးတော့ရေစာရာနဲ့ရေတောင်းတော့ပြီးပင်ပင်ပန်းပန်းနဲ့အဲ့ဒီမှာတဲပြင်ပေါ်မှာလမ်းလဲပြီးတော့အိတ်လိုက်တာမုတ်ဆိုးကြီးကအိတ်ပြော်သွားတဲ့အဲ့ဒီအိတ်ပြော်သွားတဲ့အချိန်လေးမှာခါလေးကရသေးကိုလျှောက်ထားတယ်ပေါ့သူ့ရဲ့တန်တရားတွေဖြစ်နေတာသူကလျှောက်ထားတယ်ဘယ်လိုလျှောက်ထားတော့ဆိုရင် ဒီမုတ်ဆိုးကြီးနဲ့နေရတာတဲ့သူအသက်မွေးဝမ်းကြောင်းလွဲပါတယ်ပေါ့စားစရာတောက်စရာတွေအဆင်းမင်းရတယ်နော်စားစရာတောက်စရာတွေအဆင်းမင်းရတယ်ချမ်းမြမ်းသာသာလည်းနေရတယ်ဘာမှပိမိပမန်းလည်းမရှိဘူးပေါ့သို့သောသူဟာထောင်ဖန်းခံရမယ်ထောင်ဖန်းဖို့အတွက် ချထားတဲ့ခါဖြစ်သည့်အတွက်ကြောင့်တဲခါဖြစ်သည့်အတွက်ကြောင့်အခြားခါတွေဖမ်းဖို့ရအတွက်သူဟာတဲကောင်းအနေနဲ့အလောက်ခံနေရတယ်တဲ့အဲ့ဒီလိုအလောက်ခံနေရသည့်အတွက်ကြောင့်သူ့ဘဝနောင်ရေးအတွက်စိုးရိမ်နေပုံသူဘယ်လိုများသူ့အတွက်အကုသိုလ်တွေများဖြစ်မလားလို့သူစိုးရိမ်နေလို့ဆိုတော့ယသိကြီးကရှင်ပြတယ် မင်းစိတ်ထဲမှာတဲ့တခြားခါတွေသေးပါစေဆိုတဲ့စိတ်မင်းစိတ်ထဲမှာမရှိဘူးဆိုလို့ရှိရင်မင်းမှာအကုသိုလ်မဖြစ်ပါဘူးတဲ့နော်စိတ်ထဲမှာကိုကတခြားခါတွေပေါ်မှာမုန်းတီးတဲ့စိတ် မရှိဘူးမုန်းတီးတဲ့မရှိပဲနဲ့ကောင်းကောင်းမွန်မွန်နေတဲ့မင်းအဖို့အကုသိုလ်ဆိုတာမဖြစ်နိုင်ပါဘူးလို့ဇတိကြီးက ရှင်းပြတဲ့အခါကျတော့သူကမကျင်တတ်နိုင်သေးဘူး။ဘာပြောတော့ဆိုတပိတော့တို့တပိတော့အော်လိုက်လို့သူတို့ကလာကြတာတဲ့တပိတော့တွန်လို့လာတာတဲ့တပိတော့တို့တွန်လို့လာတဲ့ခါတွေဟာအကုန်လုံးအဖန်းခံအသက်ခံရတာဖြစ်တော့တပိတော့နဲ့ပတ်သက်ပြီးတော့သူတို့သေချာရတာဖြစ်တော့တပိတော့မှာအကုသို့ဖြစ်နေတယ်လို့ထင်ပါတယ်လို့ဆိုတော့ဟောဘာရှင်းပြတော့ဆိုနပတိစ္စကမ္မံဖုတတိ မင်းကိုအကြောင်းပြုပြီးတော့အကုသိုလ်ကံမင်းမှာအကုသိုလ်ကံဆိုတာမဖြစ်နိုင်ပါဘူးတဲ့။ဘာဖြစ်လို့ရောဆိုမနောစေနပဒုတ်တိမင်းဟာဘယ်သူ့ပေါ်မှပြင်းမာလို့တဲ့စိတ်မှမရှိဘဲတက်တက်အော်ယုံမဲအော်တာငါအော်လိုက်ရင်လာကြပါစေလာရင်ဒီကောင်းဒီဖန်းခံရပါစေဆိုတဲ့စိတ်မှမင်းမှမရှိဘူးတဲ့။မရှိသည့်အတွက်ကြောင့်မင်းမှ အကုသိုလ်မဖြစ်ပါဘူး။စိတ်ချလက်ချနေပါလို့ စိတ်မပါရင် အကုသို့မဖြစ်ဘူးအကုသို့ဆိုတာစိတ်แท้ကနေဖြစ်တဲ့အရာဖြစ်တယ်ပေါ့စိတ်ကဖြူစင်တန်ရှင်းနေတယ်ဗျာအကုသို့မဖြစ်ဘူးလို့နော်စိတ်ပါရတဲ့နဲ့မပါခြင်းအောင်ဆောင်ရင်တော့အကုသို့ဖြစ်မှာပေါ့နော်ကိုယ်စိတ်ကတကယ်စင်ကြယ်တန်ရှင်းနေရင် အကုသို့မဖြစ်ဘူးလို့ဒီလိုရသေးကြီးကရှင်းပြခဲ့တယ်ဆိုတော့ဇာလန်းလည်းဒူးဒူးပဲပေါ့ ဲ့တော့မြတ်စွာဘုရားသခင်ကိုလိုမြတ်ကလည်းအခုရှင်းရှင်းလေးရှင်းပြကိုယ့်လက်ဘဝမှာအနာအဆာမရှိလို့အစိတ်ကိုင်လဲဘာမှမဖြစ်ပါဘူးအစိတ်မတည့်ပါဘူးအကုသိုလ်လုပ်လို့တဲ့စိတ်မပါလို့ရှင်လဲကိုယ့်စိတ်ထဲမှာ အကုသိုလ်မရောက်ပါဘူးမရောက်ရင်ငရဲမကြည့်ပါဘူးလို့ဒီလိုဆိုလိုတာနော်